အခုပေးတဲ့ညကြီးဟာကျင်းနဲ့လောက်ဆရာပါဒါပေမဲ့ခကြီးကဝေးလို့တော့ကျွန်တော်တယောက်တည်းဆုံးဖြတ်ချက်နဲ့တော့မရဘူးဗျာဇက်ပိုင်ရှင်နဲ့တိုင်ပင်ရအောင်မယ်ကျုပ်တို့ရွာသားတွေကလည်းဒီဇက်မှဒီဇက်ဖြစ်နေတာဗျာဒီဇက်ကိုကြိုက်တဲ့ဈေးပေးပြီးတော့ရအောင်ငှားခဲ့ပါဆိုလို့လာခဲ့တာပဲဗျာအတွားပြန်ခကြီးကုန်ကြစေရွာမာရောလမ်းမာရောစားတော့စေအလုံးကျုပ်တို့တာဝန်ယူပါမယ်ဗျာစရိတ်တွေတာဝန်တွေယူတာတော့ဟုတ်ပါပြီဗျာ လန်ကီးလုံခြုံမှုလည်းရှိသေးတယ်ဗျဒီအတွက်လည်းကျုပ်တို့တာဝန်ထားဗျာတခုခုဖြစ်လို့ရှိရင်ပစ္စည်းတွေအားလုံးအတွက်တန်ရတန်ကြီးရော်ပေးပါမယ်ဗျစာချုပ်ထဲမှာလည်းအဲ့ဒီအကြောင်းအရာကြီးထည့်ချုပ်ပေါ့ဗျာကောင်းပါပြီဗျာစပိုင်ရှင်နဲ့တိုင်ပင်ပြီးတော့အကြောင်းပြန်မှမယ်ဗျာဒါနဲ့ဆရာတို့ကဘယ်မှာတဲကြရလဲဗျကျွန်တော်တို့ဆက်သွယ်လို့ရအောင်မေးထားပါကျုပ်တို့တဲခိုးတဲ့နေရာသိဖို့မလိုပါဘူးဗျာဘယ်နည်းပြန်လာရမလဲဆိုတာသာပြောပါဒါဆိုလို့ရှိရင်တော့တပတ်ခါလောက်ပြန်လာခဲ့ဗျာနော်ကောင်းပြီဗျာကောင်းပြီပြန်လာခဲ့မယ်ဗျာနော် မြန်မာပြည်လွတ်လပ်ရေးရပြီး10နှစ်ကျော်အချိန်ကဖြစ်ပါတယ်1958ခုနှစ်ဝင်းကျင်ကာလလောက်ကပါဇက်သပင်အဖွဲ့တွေအပြိုင်ဆိုင်တည်ထောင်ကပြနေတဲ့ကာလလည်းဖြစ်ပါတယ်မော်လမြိုင်မြို့မှာဇက်သပင်အဖွဲ့များစွာရှိတဲ့နဲ့စက်ကင်းစိန်ဇက်သပင်အဖွဲ့ဟာနာမည်ကျော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်ကျွန်တော်ကဇက်စီးဖြစ်ပါတယ်တက္ကသိုလ်ဥပဆိုရင်လူတိုင်းသိကြပြီဖြစ်ပါတယ်ကျွန်တော်ဇက်မှာတော့နာမည်ကျော်လူရှင်တော်များဖြစ်တဲ့လေခူးကြောက်စိန်တရုတ်ဖြူစတဲ့လူရှင်တော်တွေပါဝင်ပါတယ်လူရှင်တော်တရုတ်ဖြူဟာနာမည်နဲ့ဆက်ညီမဲ့အသားမဲနဲ့နေသူဖြစ်ပါတယ်လူရှင်တော်တွေကလည်းမွန်မြန်မာဘာသာစကားနှစ်ဘာသာနဲ့ပြည်လုံးထ ုတ်နိုင်သူတွေဖြစ်ပါတယ်။မွန်ရွာရောက်ရင်မွန်ဘာသာနဲ့ပြက်လုံးထုတ်နိုင်ကြပါတယ်။ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ရွှေမြိုင်ကျင်တန်းဟာလည်းရုပ်ရည်ချုံမော်ပြီးတော့အဆူကောင်းအငိုကောင်းဖြစ်ပါတယ်။အရှိပိုင်းပြဇက်မာသားမကနောက်ပိုင်းဇက်ထုတ်လည်းပိုင်နိုင်သူပါ။ခေါင်းဆောင်မင်းသားစက်ကင်းစိန်ဟာလည်းအဆူကောင်းအငိုကောင်းအကကောင်းအတန်လဲကောင်းပြီးတော့ရုပ်ချောတဲ့မင်းသားလည်းဖြစ်ပါတယ်။အဲဒီအကြောင်းအရာတွေကြောင့်ပဲကျွန်တော်တက္ကသိုလ်ဥပစီစဉ်တဲ့စက်ကင်းစိန်ဇက်ဘွယ်ဟာထင်ပေါ်ကျော်ကြားနေခြင်းဖြစ်ပါတယ်။မော်လမြိုင်ရဲ့ပတ်ဝန်းကျင်သားမကရေးမြိတ်ဒဝဲမြို့တွေထိနာမည်ထင်ရှားပါတယ်။ယခုလည်းဒဝဲမြို့လုံးကံပေါအနီးကုတ်ကူရွာကလူကြီးနှုတ်ဟာ မော်လမြိုင်ထီအောင်လာရောက်ပြီးတော့ကျွန်တော်တို့စက်ကင်းစိန်ဇက်ပွဲကိုကြိုက်စေးပေးပြီးတော့လာရောက်ငားရမ်းကြခြင်းဖြစ်ပါတယ်။နှစ်ညပွဲဝင်ဖြစ်ပြီးတော့ညာကြီးကိုပေါက်စေးတဲ့သုံးစားပို့ပြီးတော့ပေးခဲ့ကြပါတယ်။စားတောက်စရိတ်ခရီးစရိတ်ကိုလည်းတာဝန်ယူကြတဲ့အပြင်လမ်းခရီးလုံခြုံရေးအတွက်ကိုလည်းတာဝန်ယူမယ်ဆိုပြီးတော့ပြောသွားကြပါတယ်။ကျွန်တော်လည်းဇက်ပိုင်ရင်ထံမှာတွားရောက်တင်ပြလိုက်ပါတယ်။ရခိုင်ကပွဲတွေငားလင်းဇက်စည်းဖြစ်တဲ့ကျွန်တော်သဘောပင်ဖြစ်ပါတယ်။ငွေရေးကြီးရေးစာချုပ်စာတမ်းကအစကျွန်တော်ကပင်စီမံဆောင်ရွက်ခဲ့ပါတယ်။ယခုညာကြီးသုံးစားရမယ်ဆိုတော့လည်းခရီးဝေးလွန်းလာတာကြောင့်ကျွန်တော်တအူးတဲ့နဲ့မဆုံးဖြတ်တော့ပဲဇက်ပိုင်ရင်ထံကိုတင်ပြလိုက်ခြင်း င်ဖြစ်ပါတယ်။ကုတ်ကိုရွာကိုလည်းမရောက်ဘူးပါဘူး။ကံပေါက်ကနေတဆင်သွားရမယ်လို့သာသိရပါတယ်။ဇယိန်ငိမ့်ဖြစ်ပြီးတော့ညာကြီးသုံးစားရမယ်ဆိုတာကြောင့်ဇက်ပိုင်ရှင်နဲ့မင်းသားဆက်ကင်းစိန်တို့ကလည်းသဘောတူခဲ့ကြပါတယ်။ချင်းဆိုထားတဲ့နေ့ရက်မှာတော့ပွဲကားသူတွေကထပ်မံရောက်လာကြပါတယ်။ဇက်ပိုင်ရှင်သဘောတူညီတဲ့ကြောင့်ကျွန်တော်ကတော့ပြောလိုက်ပါတယ်။ကျုပ်တို့ကုတ်ကိုရွာသားတွေကဒီဇက်မှာဒီဇက်ဖြစ်နေကြတာဗျ။ကျုပ်တို့ပြီးတဲ့ညာကြီးသဘောတူလို့ရှင်စာချုပ်သာလုတ်ပေးတော့ဗျ။ အဲလိုနဲ့ပဲကျွန်တော်တို့ဇက်ဘွက်မော်လမြိုင်ကနေတဝဲကိုမော်တော်ယာဉ်ကြီးနဲ့ခရီးထွက်ခဲ့ကြပါတယ်ခေတ်ကာလအချိန်တွေရတော့လမ်းမှာတခုခုဖြစ်လိမ့်မလားစိုးရိမ်မိပေမဲ့လည်းဘာပြဿနာမှတော့မဖြစ်ခဲ့ပါဘူးတဝဲရောက်ပြီးတော့ခေတ္တနာကကံပေါက်ဘက်ကိုခရီးဆက်ခဲ့ကြပြန်ပါတယ်ကံပေါက်လမ်းမကြီးဘေးတနေရာမှာတော့ကားတွေရပ်တန့်လိုက်ပါတယ်ကားလမ်းဘေးမှာနွားလဲအစီး20ကျော်ခန့်ကျွန်တော်တို့ဇက်ဘွက်ကိုလာရောက်ကြိုဆိုနေရအောင်တွေ့ရပါတယ်ပွဲကားသူများသူတို့ရွာနဲ့မြေကဲ့သို့အဆက်အသွယ်လှုပ်ထားရေးယခုကဲ့သို့လာရောက်ကြိုဆိုနေရအောင်မတွေးတတ်တော့ပါဘူးလဲများကိုတွေ့ပြီးတော့အံ့ဩနေကြရပါတယ်ကားပေါ်ကဇက်တစ်တာနဲ့ပစ္စည်းတွေလဲပေါ်ကိုပြောင်းတ င်ကြပါတယ်။ကံပေါက်ကနေကုတ်ကိုရွာကိုလဲလန်းတာပေါက်တယ်လို့လည်းသိရပါတယ်။ ဖုံတထောင်တော့နဲ့ပဲခရီးဆက်ခဲ့ကြရပါတယ်မရောက်ဘူးသေးတဲ့ဒေသမလို့ကျွန်တော်တို့အတွက်တော့အသည့်ဆန်းနေဖြစ်နေခဲ့ပါတယ်ကံပေါက်ကနေကုတ်ကူရွာကိုတမနဲ့ခရီးဖြစ်ပါတယ်ကျွန်တော်တို့ကုတ်ကူရွာကိုရောက်တဲ့ချိန်ကနေမွန်းတိမ့်စာဖြစ်နေပါပြီရွာမှာတောင်နှလုံးကြားမှာရှိတဲ့ရွာတန်းရှည်ကြီးဖြစ်ပါတယ်အိမ်ကြီးအိမ်ကောင်းနေနဲ့စီကားလာတဲ့ရွာကြီးတရွာလို့ဆိုရမှာပါရွာပတ်ပတ်လည်မှာလည်းကုတ်ကူပင်ကြီးတွေကပတ်ဝိုင်းအုပ်မိုင်းနေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ရောက်တဲ့ချိန်မှာတော့ကပြမဲ့ဇက်စင်တီဆောင်နေသေးပါပဲမနေ့ပြညမှာစတင်ကပြမှာဖြစ်ပါတယ်ယနေ့ညတညတော့အနားယူလို့ရနေပါသေးတယ်အမျိုးသမီးတွေကိုစတင်ကြောင်း င်းမှာ၎င်းအမျိုးသားတွေကိုဘုံကြီးကျောင်းမှာ၎င်းနေရာချထားပေးလိုက်ပါတယ်ကျွန်တော်ကပဲစီစဉ်ပေးရပါတယ် ဖုန်းတော်ကြီးเจ้าမှာတော့ရွာစုံမှာရှိနေပါတယ်ကြီးမားလာတဲ့ဖုန်းတော်ကြီးเจ้าတစ်เจ้าမှာပဲเจ้าရဲ့ရှိမှာတော့ကြီးမားလာတဲ့ကုတ်ကိုပင်ကြီးနှစ်ပင်ကိုလည်းတွေ့နေရပါတယ်ပင်ပန်းခဲ့တာကြောင့်ထုံညကကျွန်တော်တို့နင်းနေချာချာအိပ်ပျော်သွားခဲ့ပါတယ်နောက်တနေ့မနေ့စောစောမှစပြီးတော့ဇက်စင်ကိုပြင်ဆင်ကြရပါတယ်ကျွန်တော်ဟာဇက်စည်းဖြစ်တာကြောင့်ကိစ္စအလုံးတာဝန်ရှိသူဖြစ်ပါတယ်ညနေစောင်းတော့မှအားလုံးပြင်ဆင်ပြီးသွားခဲ့ပါတယ်ပွဲကရန်အစင်းနဲ့ပြင်ဆင်ပြီးတော့မှစိတ်ထဲမှာလည်းအေးသွားရပါတယ်ယနေ့ညနေရွာကချက်ကျွေးတဲ့ဟင်းတွေကိုမင်းသားကမကြိုက်တာကြောင့်ဟင်းဝယ်ဖို့အတွက်ပွဲစည်းတဲ့မှတ်ကိုထွက်လာခဲ့ပါတယ်ပွဲစည်းတဲ့ဟာလည်းရှေလျားစီကားလာပါတယ်ဇက် စဉ်ပတ်ပတ်လဲလဲတန်းကြီးတွေနဲ့ဝိုင်းရံနေတာကိုလည်းတွေ့ရပါတယ်။ရွာနီး60ကပွဲလာကြီးကြတာပဲဖြစ်မှာပါ။ဇက်စင်နဲ့မလန်မကန်မှာရောင်းချပေးနေတဲ့ထမင်းဆိုင်တွေကိုဝင်ခဲ့ကြပါတယ်။ပြောင်လက်နေတဲ့ဒံဝိုးတွေအစီအီတင်ထားတာကိုလည်းတွေ့လျက်ပါတယ်။ကြက်သားရင်ရှိလားဗျ။ကြက်သားရင်တော့မရှိဘူး။ဝက်သားရင်ပဲရှိတယ်။ဇက်ကဘူးထွက်လာစဉ်မှာဇက်ပွဲသားတွေကဝက်သားမဆပ်ရပါဘူး။ချက်လည်းမချက်ရပါဘူး။ဟိုဘက်ဆိုင်နေသွားကြည့်ဦးမလား။လာပါကွာပြန်ကြမယ်။ဇက်စင်မှာဒုနှစ်ယောက်စလုံးမရှိလို့မဖြစ်ဘူးကွာ။တယောက်ယောက်ရှိနေမှာဖြစ်မယ်။မင်းသားကိုလက်ဆွဲပြီးတော့ဇက်စင်ရှိရကိုပြန်လာခဲ့ကြပါတယ်။မင်းသားဆက်ကင်းစိန်ကကြက်သားရင်ကြိုက်သူဖြစ်ပါတယ်။ဟင်းမကောင်း နာကြောင့်သူဟာမစားနိုင်ဖြစ်နေရပါမင်းသားအကြောင်းကိုကျွန်တော်ကောင်းကောင်းသိပါတယ်မင်းသားနဲ့ကျွန်တော်ကလည်းညီကိုတဝမ်းခွဲတော်ဆက်သူများလည်းဖြစ်တာကြောင့်ကျွန်တော် မကြည့်ရတော့ပါဘူးမင်းတလောက်ကြက်သားရင်စားကြင်နေလို့ရှိရင်ငါသွားဝယ်ပေးမယ်ကွာနော်ဂျိုင်ဆွဲပြီးတော့ကျွန်တော်ကပွဲစည်းတဲ့အမှတ်ကိုထွက်လာခဲ့လိုက်ပါတယ်စောစောနာကျွန်တော်တို့ကြက်သားရင်ရှိမရှိမေးတဲ့ဆိုင်ရှိကိုဖျက်သွားစင်မှာတော့အော်ဒီမှာဒီမှာစောစောနာတို့ကကြက်သားရင်မေးတာခမည်းမဟုတ်ဘူးလားဗျကြက်သားရင်ရပြီနော်ကြက်သားရင်ရမယ်ဆိုတာကြောင့်ကျွန်တော်ဆိုင်ထဲကိုဝင်သွားခဲ့လိုက်ပါတယ် လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကကြက်သားရင်မရှိဘူးလို့ပြောခဲ့တဲ့ဆိုင်ပဲဖြစ်ပါတယ်။ဟင်းအိုးတွေကိုကျွန်တော်ဖြန့်ကြည့်လိုက်တဲ့အချိန်မှာတော့ကြက်သားဟင်းတွေကြီးပဲအပြည့်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်တော်တော်လေးတောင်အံ့ဩသွားခဲ့မိပါတယ်။ပြည်မြလာကိုမြန်မြန်ဆန်ဆန်နဲ့အချိန်ခဏလေးတွေးမှာပဲဟင်းအိုးတွေထဲမှာကြက်သားတွေပြည့်နေတာကိုမတွေးတတ်တော့ပါဘူး။ဒါနဲ့ပဲကျွန်တော်ကလည်းကြက်သားဟင်းနှစ်ပွဲဝယ်ပြီးတော့ပြန်လာခဲ့လိုက်ပါတယ်။မင်းသားဟာထမင်းဆက်လက်ဆပဲရှိနေပါသေးတယ်။ဟင်အပမင်းပြန်လာတာမြန်လိုက်လားကွာ။ကြက်သားဟင်းရခဲ့လား။စောစောနာတော့ဒုနိယဝင်မေးခဲ့တဲ့ဆိုင်ကပဲဝယ်လာတာကွာ။ဒိုးသွားမေးတော့ကြက်သားဟင်းမရှိဘူးလို့ပြောခဲ့ပေမဲ့ ငါထက်ရောက်သွားတော့ကြက်သားရင်နေဒန်ဟိုးအလုံးအပြည့်ပဲကွာဗာဘဘဘလို့စွစွဆိုင်မဟလားဝက်သားရင်နေပဲရှိခဲ့တာပါကွာတော်တော်ထူးဆန်းနေပါလားစားမသာစားစမ်းပါကွာစားပြီးလို့ရှိရင်ဒုနေရောက်ပွဲစည်းဘက်ကိုခဏလောက်သွားရအောင်ဒီမှာအလုံးမဲ့အစင်သေးဖြစ်နေပြီပဲပွဲစည်းကနည်းနည်းထူးနေတယ်လို့ပဲကွာမင်းပြောတာနဲ့ပဲငါဒီကြက်သားရင်တော့မစားရတော့ဘူးကွာငါစိတ်ထဲလည်းမတတ်တော့မစားခြင်းလည်းမစားနဲ့ပေါ့ကွာလာလာပွဲစည်းတက်မဲ့သွားရအောင်မင်းသားနဲ့ကျွန်တော်ကလည်းပွဲစည်းတက်မဲ့ကိုထွက်လာခဲ့ကြပါတယ်တိုးမပေါအောင်စီကားနေတာကိုတွေ့ရပါတယ်မင်းသားခဏခဏ ငါကြက်သားရင်းဝယ်တဲ့ဆိုင်ကစောနာတော့ဒီနေရာမှာပါကွာအခုမရှိတော့ဘယ်ရောက်သွား နေဦးဝါငါမေးကြည့်လိုက်အောင်မေးအေးဟုတ်တယ်နော်စစောကထမင်းဆိုင်ကိုမတွေ့တော့ဘူးဟာကျွန်တော်ထမင်းဝယ်ခဲ့တဲ့ဆိုင်ကိုမတွေ့တော့တာကြောင့်ဘေးနားမှာကက်လျက်ရှိတဲ့ဆိုင်ကိုမေးကြည့်လိုက်ပါတယ်စစောကဒီနေရာမှာထမင်းရောက်နေတဲ့ဆိုင်ကဘယ်ရောက်သွားလဲဗျာခမားတို့ကဒီရွာသားမဟုတ်ဘူးထင်တယ်ဗျာဒီနေရာမှာထမင်းဆိုင်မရှိခဲ့ပါဘူးဗျာအာမဟုတ်သေးပါဘူးဗျာခုနလေးတင်ကြက်တိုင်းဝယ်သွားခဲ့ရလေဗျာမြင်တဲ့အတိုင်းပဲလေဗျာထမင်းဆိုင်ရှိလို့ရှင်တွေ့ရမှာပေါ့ဗျာမရှိလို့မတွေ့ရတာပေါ့ရှင်းရှင်းလေးကိုအဲ့လိုပြောဆိုပြီးတော့သူတို့တွေကတဟားဟားနဲ့ရေမောနေကြပါတယ် ျွန်တော်အလွန်ပင်အံ့ဩသွားခဲ့မိပါတယ်စိတ်ထဲမှာလည်းထူးဆန်းနေသလိုမျိုးကြီးခံစားလာပါတယ်ကဲပါပြန်ကြစို့ကွာဒီပွဲစီရထူးတော့ထူးနေရတော့အမှန်ပဲကွာကျွတ်တူနှစ်ယောက်ကလည်းဇက်စင်ရှိရာကိုပြန်လာခဲ့ကြပါတယ်ဒူးချက်တိုင်းမစားရပဲကောင်းပါတယ်ကွာတွင်ပြစ်လိုက်တော့ကွာမစားနဲ့တော့ဇက်စင်ကိုပြန်ရောက်ပြီးတော့ချက်တိုင်းချိုင်ကိုယူလိုက်ပါတယ်တွင်ပြစ်လိုက်မယ်ဆိုပြီးတော့စွန်မြက်ကဟင်းချိုင်ကိုဖြွင့်ကြည့်လိုက်ပါတယ်ဟမ်ဟင်းဟင်းနေမရှိတော့ဘူးကွာအပြက်ပြန်စမ်းမအောင်ကွာဟုတ်လို့လားတယောက်ယောက်များယူစားလိုက်လို့လားအာမဖြစ်နိုင်ပါဘူးကွာငါတို့ခွင့်ပြုချက်မရှိဘဲနဲ့ဘယ်သူကဒီချိုင်ကိုကင်ရဲမှာလဲကွာအေးကွာ ထမင်းဆိုင်ကလည်းပြောင်းဟင်းနေလည်းပြောင်းတယ်ထူးဆန်းလိုက်တာကွာဟေးဟာဒီကိစ္စကမင်းဘယ်သူ့အမှမပြောနဲ့နော် အဲ့ညကဇက်ကနေရပဲမယ်လဲကျွန်တော်စိတ်ထဲမှာတော့ထမင်းဆိုင်နဲ့ကြက်သားရင်အဖြစ်ပြက်တွေစီကိုသာရောက်နေပါတယ်ပွဲကွင်ပထမညအေးအေးကျန်းကျန်းနဲ့ပင်ပြီးဆုံးခဲ့ပါတယ်နောက်တနေ့ညနေစောင်းမှာတော့မင်းသားနဲ့ကျွန်တော်ပွဲစီတဲ့မှတ်ကိုထွက်လာခဲ့ကြပြန်ပါတယ်တနေရာရောက်မှာတော့လူတွေဝိုင်းအောင်ကြည့်ရှုနေတဲ့မျက်လက်ပြပွဲတစ်ခုတွေ့လျက်ရပါတယ်ကျွန်တော်နဲ့မင်းသားတို့ရောက်တဲ့အချိန်မှာမျက်လက်ပြပွဲပြကွက်အစ်စ်တစ်ခုပြနေခြင်းဖြစ်ပါတယ်မျက်လက်ဆရာရဲ့ရှေ့မှာလုံဘက်နှစ်လက်မခန့်ရှိတဲ့နိုင်လွန်ကျိုးဝေတခွေကိုအခွေလိုက်ပုံထားတာကိုတွေ့ရပါတယ်ကျွန်တော်နဲ့မင်းသားတို့ရောက်တဲ့အချိန်မှာတော့မျက်လက်ပြပွဲပြကွက်အစ်စ်တစ်ခုပြနေတဲ့အချိန်မှာအသက်ရှင်နှစ်ကိုနေ ခန့်ရှိတဲ့ယောက်ျားလေးတယောက်ကကြာရုပ်တရုပ်ပေးမှထိုင်နေတာကိုလည်းတွေ့ရပါတယ်။မျက်လက်ဆရာကကဲငါသား ဧည့်သည်အစ်တွေရောက်နေတယ်ကွာတို့ရဲ့ထူးခြားစံပြလာတဲ့ရင်သက်ရှုမောပွဲပြကွက်လေးစလိုက်ကြရအောင်ကွာတာဘီနာလေးကကြားရုပ်လေးဒီနောက်ရွှေ့ထားလိုက်အဲ့လိုပြောဆိုပြီးတာနဲ့မျက်လက်ဆရာကအသင်ရှိနေတဲ့ပလွေတစ်ချောင်းကိုကောက်ယူလိုက်ပြီးတော့တန်စင်တစ်ခုကိုပလွေမုတ်လိုက်ပါတယ်ကျွန်တော်ကဂီတနဲ့စိမ့်သူတယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့လည်းသူတို့စီကထွက်ပေါ်လာတဲ့တန်စင်တစ်ခုကကျွန်တော်လုံးဝမကြားဘူးတဲ့တန်စင်တစ်ခုဖြစ်နေပါတယ်ပလွေစမုတ်လိုက်တာနဲ့ရှေ့မှာအခွေလိုက်ရှိနေတဲ့နိုင်လွန်ကျိုးကိုကြီးကတစားတစားနဲ့ထောင်တက်လာပါတယ်ကျိုးစားဟာမိုးကောင်းငင်ထက်ကိုတဖြည်းဖြည်းထောင်တက်လျက်တက်သွားခဲ့ပါတယ်မျက်လက်ဆရာကပလွေ ွေကိုစက်မုံနေသေးပါပဲမျက်စိတစုံကောင်းငင်ထဲကိုရောက်သွားတော့မှသူ့ပလွေတန်ဟာတိတ်သွားခဲ့ပါတယ်အရင်နောက်မှာတော့လက်ထဲကပလွေကိုဆက်ပြီးတော့ထပ်မုံနေပြန်ပါတယ်စောစောကတန်စင်နဲ့တော့မတူတော့ပါဘူးထူးဆန်းလာတဲ့တန်စင်တစ်မျိုးပင်ဖြစ်ပါတယ်ပလွေမုံနေတာကိုရန်နာလိုက်ပြီးတော့ကြားရုပ်ကိုပလွေနဲ့ထပ်မှန်ပေါက်လိုက်ပါတယ်ချက်ချင်းဆိုသလိုပင်ကြားရုပ်ထံကနေအန်အောဝေယာဝေါင်းနေဆိုတဲ့အတိုင်းထွက်ပေါ်လာပြီးတော့အသက်ဝင်လာပါတယ်တက်ရှိကြားကြီးတကောင်ဖြစ်ကိုပြောင်းလဲသွားတာပါ ကြောင်ရွံ့စိတ်နဲ့ကျွန်တော်နဲ့မင်းသားအနောက်ကိုတောင်ဆုတ်မိလျက်သာဖြစ်သွားပါတယ်ကျွန်တော်တို့နှစ်ယောက်သာကြောက်လန့်နေပေမဲ့လည်းကြံတဲ့ပရိသတ်တွေကတော့တက်တော့တော့နဲ့လက်ခုပ်တီးပြီးတော့ရင်မောနေကြပါတယ်သူတို့မျက်နှာတွေမှာလည်းအံဩကြောက်ရွံ့နေတဲ့ပုံစံမျိုးတော့လုံးဝမတွေ့ရပါဘူးမျက်လဲဆရာကတော့အသက်ဝင်နေတဲ့ကြားကြီးကိုအမိတ်ပေးလိုက်ပါတယ်ဒီကျိုးတိုင်းတက်သွားမျက်လဲဆရာအမိတ်ပေးလိုက်တာနဲ့ကြားကြီးကဝေါင်းနေဆိုပြီးတစ်ချက်ဟိမ့်ဟောက်ပြီးတော့ကျိုးစာတိုင်းအပေါ်ကိုဖတ်တွယ်ပြီးတော့တက်သွားပါတယ်မျက်လဲဆရာကပလွေကိုစက်မှုန့်နေခဲ့ပါတယ် ကြားကြီးကလည်းအဆက်မပြတ်ဟိန်းဟောက်တန်နေပေးနေတဲ့ကျိုးစာတိုင်အပေါ်ကိုဖတ်တွယ်ပြီးတော့တက်သွားပါတယ်။မျက်လက်ဆရာကပလွေကိုစက်မှုတ်ဆဲပါပဲ။အဲ့ကြားကြီးဟာဟိန်းဟောက်တန်ပေးနေတဲ့တဖြည်းဖြည်းတက်သွားရမြင်ကွင်းထဲကနေပျောက်သွားတဲ့အထိဝင်ဖြစ်ပါတယ်။ကြားကြီးမြင်ကွင်းထဲကပျောက်သွားတော့မှပလွေတန်ဟာလည်းရက်သွားခဲ့ပါတယ်။မျက်လက်ဆရာကသူ့သားကိုပြောလိုက်ပါတယ်။ငါသားရဲ့ကစားဆရာကြားယုတ်ကအသက်ဝင်လာပြီးတော့ကောင်းငင်မော်ကိုတက်သွားပြီးသားရဲ့။သားရဲ့ကြားကိုပြန်လိုချင်လို့ရှိရင်ဒီကျိုးပေါ်တက်သွားလိုက်ပြီးတော့ပြန်ဖမ်းလာခဲ့။ဘလို့လဲသား။လှုပ်ရဲလား။လှုပ်ရဲပါတယ်ဗျာ။ သားလိုက်တက်သွားပြီးတော့ကြားကိုပြန်ဖမ်းလာခဲ့မယ်ပြောပြောဆိုဆိုပဲမျက်လက်ဆရာရဲ့သားထောင်မှတ်နေတဲ့နိုင်လွန်ကျိုးပေါ်ကိုမြောက်တကောင်အလားတွက်လက်ကျွမ်းကျင်စာတက်သွားခဲ့ပါတယ်တဖြည်းဖြည်းကောင်းကင်ထဲကိုရောက်သွားပြီးတော့မြင်ကွင်းကနေပျောက်ကွယ်သွားပြန်ပါတယ်အဒီခိုင်းမှာပဲကောင်းကင်ထက်ကနေကြားမှန်ဖီတန်နေကြားဟိန်တန်နေကြားလာပါတယ်ပရိသတ်အလုံးကကောင်းကင်ထက်ကိုမော့ကြည့်နေကြပါတယ်ကလေးငယ်ရဲ့အော်ဟစ်ငိုယူတန်ကလည်းတက်တက်ကြားလာပါတယ်မကြခင်မှာပဲထောင်မှတ်နေတဲ့ကျိုးပေါ်ကနေတွေးတွေစီးကြလာခဲ့ပါတယ်အပေါ်မှာကျွန်တော်သားကြားကြိုက်ခံရပြီနဲ့တူတယ် ဒီမှာသွေးတွေစီးကြလာနေတယ်။အဲဒီချိန်မှာပဲကလေးငယ်ရဲ့လက်ပြတစ်ပတ်ကသွေးတန်ရဲရဲနဲ့အထက်မှအောက်သို့ပြုတ်ကြလာပြန်ပါတယ်။ဟာကနေဖြစ်သွားပြီးတော့ကျွန်တော်နဲ့မင်းသားတို့ကလည်းနောက်ကိုတော့ဆုတ်လိုက်မိကြပြန်ပါတယ်။ကျွန်တော်တို့နှစ်ယောက်မှပါဝိုင်းဝန်းကြည့်ရှုနေကြသူတွေကတဟားဟားနဲ့ရဲနေကြပါတယ်။ကျွန်တော်တို့ကြောက်ရွံ့နေစဉ်မှာပဲကလေးငယ်ရဲ့အတွင်းကကလီစာတွေတစ်ခုပြီးတစ်ခုပြုတ်ကြလာပြန်ပါတယ်။လက်ခုပ်တန်တွေကတော့တပြောင်းပြောင်းနဲ့ကိုစူညံနေအောင်ကြားနေရတာပါ။ကျွန်တော်ပြက်ကွက်ကိုကြည့်ပြီးရဲမောပျော်ရွှင်နေကြတာကိုတွေ့ရလို့ကျွန်တော်ကျဉ်တတ်ပါတယ်ဗျာ။ကျွန်တော်ပြက်ကွက်ကိုအဆုံးသတ်ပါတော့မယ်။လက်ခုပ်တန်တွေထွက်ပေါ်လာပြန်ပါတယ်။ဆရာကပလွေ ွေကိုမုတ်လိုက်အဲ့ဒီခါမှာကောင်းကင်ထက်မှာထောင်မတ်နေတဲ့ကျိုးဟာတဖြည်းဖြည်းနဲ့ပြန်ကျလာခဲ့ပါတယ်အလိုအလျောက်ပဲရိပ်ခွေပြီးသားပုံစံတိုင်းပြန်ကျလာခြင်းဖြစ်ပါတယ်ကျိုးခွေနီနာမှာကလေးရဲ့လက်ပြက်ခြေပြက်ကလီစာတွေကလည်းပြန်ကျဲနေပါတယ်ကျွန်တော်နဲ့မင်းသားတို့ဟာတန်တော်ဖြစ်နေစင်မှာပဲကလေးငယ်လေးတူလူအုပ်ကြားတွေကနေတိုးဝင်ရောက်ရှိလာပါတယ်အဲ့ဒီကလေးငယ်လေးကစောစောနားတော့ကျိုးပေါ်ကိုတွယ်တက်သွားတဲ့မြဲလဲဆရာရဲ့သားဖြစ်နေတာကိုတွေ့လိုက်ရပါတယ် သူ့ရဲ့ခြေလက်အစိတ်ပိုင်းတွေကမြေပြင်မှာပြန်ကျဲနေသေးပဲဖြစ်ပါတယ်။ဩတားပြန်လာပြီလား။တားရဲ့ကိုရင်ကအစိတ်ပိုင်းတွေတားပဲပြန်သိမ့်လိုက်ပါတော့ကွာနော်။အဲလိုပြောဆိုလိုက်တဲ့အခါမှာတော့ကလေးငယ်လေးကပြန်ကျဲနေတဲ့ခြေပြက်လက်ပြက်ကလေးစားတွေကိုပစိုးတထည်တဲ့ကိုကောက်ထည့်ပြီးတော့ထုတ်ပိုးလိုက်ပါတယ်။ပစိုးတွေကနေသွေးဆက်တွေပင်ကျနေပါသေးတယ်။ကလေးကပစိုးကိုပခုံးထက်မှလွယ်လိုက်ပါတယ်။အဖေဖြစ်တဲ့သူကကျိုးဝေကိုပခုံးမှာထမ်းလိုက်ပါတယ်။ မင်းသားဆက်ကန်းစိန်ကတော့မနေနိုင်တော့ဘဲနဲ့လမ်းပြောလိုက်ပါတယ်ဒီမျက်လဲစရာတိတ်ဆန်းတာကျွန်တော်ပွဲကင်းနေတဲ့မှာယုံသွေးပြီးတော့လိုက်ပြပါလားဒါမှမဟုတ်မြို့မှာလာပြပါလားတတိပြစ်မှာတေးကြတယ်ဗျကျွန်တော်တို့ကဒီရွာဘဲမှသွားခွင့်မရှိပါဘူးဗျာ ပြောပြောဆိုဆိုမျက်လဲစရာပစ္စည်းတွေတိမ့်လိုက်ပါတယ်။ကလေးလေးကလည်းသူ့ကိုယ်လက်အင်ကအစိပ်ပိုင်းတွေကိုထုတ်ပိုးထားတဲ့ပစိုးကိုလွှဲထားပါတယ်။မင်းသားကစကားပြောနိုင်ပေမဲ့လည်းကျွန်တော်ကတော့စကားပဲမပြောနိုင်ခဲ့ပါဘူး။မျက်လဲစရာတို့တားဖကတော့ထွက်သွားကြပါပြီ။အန်အောစိမ့်နဲ့အတူဒဇုံတစ်ခုကိုကြောက်ရွံ့နေမိပါတယ်။ဤမြထူးခြားစမ်းကြယ်လာတဲ့မျက်လဲပြက်ွက်မျိုးကိုကျွန်တော်တတ်တတ်မတွေ့ခဲ့ဘူးပါ။ပွဲချိန်ကလည်းနီးလာပြီဖြစ်တာကြောင့်ကျွန်တော်တို့ဇက်စင်ရှိရာကိုပြန်လာခဲ့ကြပါတယ်။ကျွန်တော်တို့ဇက်စင်ကိုပြန်ရောက်ပြီးမကြာမီမှာပဲပွဲဆထွက်ပါတယ်။ပွဲကင်းမှာထင်ထားတာတည်းပို့ပြီးတော့စီကားနေပါတယ်။ ပွဲကင်းထဲမှာကြုံတွေ့ခဲ့ရတဲ့ဝက်သားဟင်းကနေကြက်သားဟင်းဖြစ်သွားပုံထမင်းဆိုင်ပျောက်သွားတာနဲ့ဝယ်ထားတဲ့ဟင်းတွေပျောက်သွားပုံထူးဆန်းလို့နဲ့မျက်လက်ပြက်ွက်တွေကြောင့်ကျွန်တော်နဲ့မင်းသားသာသိကြပါရယ်။ကြံတဲ့အဖွဲ့သားတွေရောမသိကြပါဘူး။ကျွန်တော်တို့ဟာပြောလဲမပြောပြခဲ့ပါဘူး။အရင်းညကအစီအစဉ်တိုင်းမဲ့အော်ပရာရှေ့ပိုင်းပြဆက်နှစ်ပါးကွင်နောက်ပိုင်းဇက်ထုတ်တွေကိုအဆင်ပြေပြေကပြနိုင်ခဲ့ပါရယ်။နောက်ပိုင်းဇက်ထုတ်မပြီးခင်မှာပင်တင်းစီတင်းတဲ့ပစ္စည်းတွေကိုတင်းစီရန်လောဆော်လိုက်ပါရယ်။နောက်ပိုင်းဇက်ထုတ်ပြီးပြီးတော့နှုတ်ဆက်အကကပြီးတာနဲ့ကျွန်တော်နဲ့မင်းသားတို့ဟာရောက်စားကတဲခုခဲ့တဲ့ဖုန်းတော်ကြီးကြောင့်ပဲထွက်လာခဲ့ကြပါရယ်။ဆရာတော်ကလည်း လူဝယ်ပစ္စည်းတွေနဲ့ဝိထုငွေတွေစက်ကတ်လူရန်နှုတ်ဆက်ကြော့ရန်ဖြစ်ပါတယ်။ရောက်လျာရရမှာကျွန်တော်တို့ပြုလုပ်နေကြအစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ပွဲစည်းတဲ့လွန်နာနဲ့ပဲကြောင်းထိတ်မှာရှိတဲ့ကြီးမားလာတဲ့ကိုကိုပင်ကြီးနှစ်ပေုံတွေ့ရပါတယ်။ကျွန်တော်မှတ်မိပါတယ်။အဲဒီကိုကိုပင်ကြီးအလွန်မှာဖုံးတော်ကြီးကြောင်းရှိပါတယ်။ကျွန်တော်တို့ကြောင်းရှိရဘက်ကိုလမ်းကြည့်လိုက်ပါတယ်။ဖုံးတော်ကြီးကြောင်းကိုထူးဆန်းစွာပဲမတွေ့ရတော့ပါဘူး။ဟမ်ဘလို့ဖြစ်ရတာလဲကွာ။ ဖုန်းတော်ကြီးကြောင့်မရှိတော့ပါလားအေးကွာဒူတဲခဲ့တာဒီနေရာအမှန်မှာပဲကွာဒါလောက်ကြီးတဲ့ကြောင်ကြီးမတွေ့တော့တာတော့ထူးဆန်းလိုက်တာကျွန်တော်တို့နှုတ်ဦးကအမေရိကန်တပြိုင်တည်းနှုတ်ကနေထွက်သွားခဲ့ကြပါတယ်ကျွန်တော်တို့တဲခုနေတဲ့ဖုန်းတော်ကြီးကြောင်ကိုအစနပဲမတွေ့ရတော့ပါဘူးတစ်ပင်ခြုံရယ်လေးအုံဆိုင်နေတဲ့မြေခွက်ကြီးကိုသာတွေ့ရပါတော့တယ်ထူးဆန်းလွန်းတာကြောင့်ရုတ်တရက်စကားပဲမပြောနိုင်ပါဘူးမှင်တက်နေမိပါတယ်ဘလို့ဖြစ်ရလဲဆိုတော့ငါတို့မပြောတတ်တော့မင်းသားရေဘလို့ဖြစ်ပြီးတော့ကြောင်ကြီးကပျောက်သွားရလဲဟာอืมတခုခုတော့လွဲတော့လွဲနေပြီထင်တယ်ကွာလာလာပါအပါရဲ့ပြန်ကြရအောင်ငါစိတ်ထဲမှာလည်းမတတ်တော့ဘူးကွာဒီ ွာအများဆုံးထွက်သွားနိုင်လေကောင်းလေပဲကွာကြုံခဲ့ရတာရဲ့အလုံးအထူးဆန်းနေပြီပဲကျွန်တော်နဲ့မင်းသားဇက်စင်မော်ကိုပြန်ရောက်တဲ့အချိန်မှာတော့ဇက်ပစ္စည်းတွေကိုလည်းတင်ဆက်ပြီးပြီဖြစ်ပါတယ်လဲများဟာလည်းအစင်းသင်းတွေ့နေရပါတယ်လဲများဘော်ကိုပစ္စည်းများအမြန်တင်ကြပါတယ်ပစ္စည်းတွေတင်ပြီးတာနဲ့ကုတ်ကူရွာကနေထွက်လာခဲ့ကြပါတယ်မိုးလင်းလင်းချင်းထွက်လာခဲ့တာကြောင့်စေနာဤတတမှာတော့ကံပေါက်ရွာကိုရောက်လာပါတယ်ကားလေးစီးအစင်းသင်းစောင့်နေတာကိုလည်းတွေ့ရပါတယ်လဲဘော်ကနေပစ္စည်းတွေအလုံးကားဘော်ကိုပြောင်းတင်ကြရပါတယ်လိုက်ဖို့သူတွေကကံပေါက်ထိတာလိုက်ဖို့ကြပါတယ်ကံပေါက်ကနေဒဝဲဘက်ကိုတော့ကိုယ့်ဘာသာကိုခရီးဆက်ခဲ့ကြရပါတယ်ဒဝဲမျိုးတွေကိုရောက်တဲ့အချိန်မှာ မှာတော့လူနှစ်ဦးကကျွန်တော်တို့ကားကိုတားနေတာကိုတွေ့လျရပါတယ်ကျွန်တော်နဲ့မင်းသားကလည်းရှေ့ဆုံးကားရဲ့ခေါင်းငန်းအနေစီးလာကြဖြစ်ပါတယ်ကျွန်တော်တို့လည်းကားကိုရက်ပေးလိုက်ကြပါတယ်ကျွန်တော်ကတထုဒူဘော်ကြီးရအရာရှိပါ तू ကကျွန်တော်ရဲ့တပည့်ပါဗျရုံးချုပ်ကတဝဲမှာပါကျွန်တော်အမေအသေးအံဖြစ်နေလို့ကားကြုံလိုက်ပြရစီဗျဘယ်သွားကြမလို့လဲဗျ ရန်ကုန်ဘက်ကိုသွားရမှာပါဗျာဒီကားကမော်လမြိုင်အထိပဲရောက်မယ်ဗျဒီဇက်ဖွဲကလည်းမော်လမြိုင်ဇက်ဖွဲပါကားပေါ်ကစိုင်းမုတ်ကိုတွေ့ပါတယ်ဗျမော်လမြိုင်အထိရောက်ရင်ပဲရပါတယ်မော်လမြိုင်ရောက်လို့ရှိရင်ရန်ကုန်ဆက်သွားဖို့အတွက်လွယ်သွားပါပြီဗျဒါဆိုရင်တော့လိုက်ခဲ့ပါဗျာခေါင်းငန်းမှာတော့တယောက်ပဲရတော့မယ်ဗျတယောက်ကတော့ကားနောက်ကနေလိုက်ခဲ့ပါဗျာကျေးဇူးပါပဲဗျာကဲမောင်တင်မင်းကားနောက်ခန်းကနေလိုက်ခဲ့တော့ကွာနော်အရာရှိဆိုသူကိုတော့ခေါင်းငန်းထဲမှာကျွန်တော်တို့နဲ့အတူထိုင်ခွင့်ပေးလိုက်ပါတယ်ကျွန်တော်တို့ကားလေးကလည်းဆက်လက်ပြီးတော့ထွက်ခွာလာခဲ့ပါတယ်ကျွန်တော်နာမည်ကငွေလိုင်လို့ခေါ်ပါတယ်ဗျာဘူမိပေရာအရာရှိပါရန်ကုန်မှာနေတဲ့ကျွန်တော်အမေအသေးအ ံဖြစ်နေလို့ဆိုတော့ကျင်းနေရလို့ရန်ကုန်အမြန်ပြင်လို့ပါခမားကြည့်ရတာကျမ်းမာရေးမကောင်းတဲ့ပုံပဲဗျဖျားနေလို့လားကျွန်တော်ကငပြားယောဂအခန်းရှိထားတယ်ဗျတော်ရဲတောင်နဲ့သွားပြီးတော့ဘူမိတိုင်းတာစမ်းသက်ရေးလုပ်တွေလုပ်နေရတာတော်ရဲတောင်နဲ့အနေများတာကြောင့်လည်းငပြားယောဂရခဲ့တာပဲဗျဒါနဲ့ဆရာတို့ဇက်ဘွေကဘယ်မှာကပြီးပြန်လာကြရလဲဗျကံပေါက်ဘက်ကကုတ်ကူဆိုတဲ့ယူရမှာပွဲကပြီးတော့ပြန်လာတာပါဗျ ဗျာကုတ်ကူရွာဟုတ်လားကံမောက်ကတဆင့်သွားရတဲ့ကုတ်ကူရွာလားဗျကုတ်ကူရွာလို့ဆိုလိုက်တာကြောင့်ဘူမိဗေဒရာရှိဆိုသူဟာမယုံကြည်တဲ့မျက်နှာနဲ့ကျွန်တော်ကိုပြန်မေးပါတယ်ဟုတ်တယ်လေကံမောက်ကနေလဲနဲ့တမနဲ့ခྱི་လောက်သွားရတာဗျတခါမှလည်းမရောက်ဘူးတဲ့ရွာပါဗျရွာဆိုပေမဲ့လည်းတော်တော်တော့စီသေးဗျဒီလိုတောတောင်ထဲမှာဒီလိုစီတဲ့ရွာရှိမယ်လို့တော့မထင်ခဲ့ဘူးအဲ့ဒီရွာတောင်နှလုံးသားမှာရှိပြီးတော့ကုတ်ကူပင်ကြီးတွေကိုတွေ့ခဲ့တယ်မဟုတ်လားခမရကုတ်ကူရွာကြောင့်တော်တော်သိနေပါလားဗျရောက်ဘူးလို့လားသိဆိုအဲ့ဒီဒေတာကျွန်တော်တို့ရဲ့ရှေ့တန်းစခန်းလေးပဲဗျတဲလေး၅လုံးလောက်ပဲရှိတာ၃လေးလောက်ကိုတစ်ခါ လောက်တော့ရောက်နေကြပါရွာလို့တောင်ခေါ်လို့မရပါဘူးဗျာဟာမဟုတ်တာဗျာတော်တော်စီတဲ့ရွာကြီးပါဗျာစီလိုက်တဲ့ပွဲစည်းကလည်းပွဲလာကြည့်တဲ့လဲတွေမှာမနှဲမနှောပဲပွဲစည်းကြီးကလည်းအရှိကြီးဗျာမဖြစ်နိုင်ဘူးဆရာတို့ရဲ့ တခုခုမားနေပြီထင်တယ်ဗျာအဲ့ဒီရွာမှာဆရာတို့ထူးဆန်းတာတွေကြုံခဲ့ကြသေးလားဟာတိတ်ကြုံတာပေါ့ဗျာကြုံတဲ့မင်းသားကြုံခဲ့ရတာဗျာကျုပ်တို့တော့အဲ့ဒီရွာလူတွေကိုမတင်ငါဖြစ်ခဲ့သေးတယ်ကျွန်တော်ပြောပြပါလားဗျာဆရာတို့ကြုံခဲ့ရတဲ့အထူးဆန်းဖြစ်ရတယ်ဆိုတာကျွန်တော်ကလည်းပွဲစည်းတဲမှာကြုံခဲ့ရတဲ့မျက်လက်ပွဲရဲ့ထူးဆန်းပုံတွေဝက်သားဟင်းကနေကြက်သားဟင်းဖြစ်သွားပုံတွေဈေးဆိုင်ပျောက်သွားတာနဲ့ဝယ်ထားတဲ့ဟင်းတွေလည်းပျောက်သွားပုံတွေနောက်ဆုံးကြီးမားလာတဲ့ဖုံးတော်ကြီးเจ้าကြီးလည်းတစ်ချောင်းလုံးနေရာကနေပျောက်ွယ်သွားတာကိုပြောပြလိုက်ပါတယ်ကျောင်းရှိမှရှိတဲ့ကိုကိုပင်ကြီးနှစ်ပင်သားထီထီမာမာကြီးကြံခဲ့ပုံတွေပါပြောပြလိုက်တာဗျာဟုတ် တ်ပါပြီဗျာအဲ့ဒီကုတ်ကူပင်ကြီးနှစ်ပင်ဟာနစ်ချိုပင်ကြီးတွေနှစ်ပင်ဗျာအဲ့ဒီအပင်ကြီးနှစ်ပင်ရှိတဲ့အနာဘုံကြီးကြောင်တွေ့ခဲ့တယ်ဆိုတဲ့နေရာတင်းကြိုင်ဟောင်းကြီးဗျာလွတ်လပ်ရေးမရမီကလေးကအဲ့ဒီမှာရွာရှိခဲ့ဘူးတာပဲနောက်တော့ရွာပြတ်သွားတယ်လို့ပြောကြတယ်ပြီးတော့အဲ့ဒီနေရာကိုကြက်ကုန်းလို့လည်းခေါ်ကြတယ်ဗျာအဲ့ဒီမှာကြက်သစေတွေရှိရတယ်ဗာကြက်ကုန်းဟုတ်လား ဒါဆိုကျုပ်တို့ဇက်ကတဲ့နေရာမှာရွာမရှိဘူးဟုတ်လားအဲ့ဒီနေရာကျုပ်တို့ကိုကိုစကန်ရဲ့အဝင်ဝနေရာပေါ့ဗျာဘာရွာမှမရှိပါဘူးဗျာကျုပ်တို့ဝင်နှန်းနေတော့မှကြက်တွေလဲစားတာနဲ့ကြုံခဲ့ရသေးတယ်ဗျာအစတော့ကကိုကိုစကန်မှာရှိတဲ့တဲတွေကတစ်လုံးနဲ့တစ်လုံးတစ်ခေါက်တသားခက်လန်းလန်းမှရှိကြတာဗျာကြက်သစီတွေနဲ့ကြုံခဲ့ဘူးလို့ခုတော့စုပြီးတော့နေကြတာတဲလင်းက6လုံးလောက်သာရှိတော့တာဗျာမဟုတ်မှလွယ်ရောဇက်စရာတို့ကြက်တွေလဲစားတာခံခဲ့ရပြီနဲ့တူတယ်ဗျာဟာခမားပြောမှပဲကြက်သိန်းတောင်ထလာမိတယ်ဗျာကြက်သားရင်ဝယ်လာပြီးတဲ့ကစိတ်ထဲမှာတထင်းနေနဲ့ဖြစ်နေသေးတာဗျာဆရာတို့ က်ပွဲဘာမှမဖြစ်တာပဲကံကောင်းတယ်လို့ပြောရမယ်ဗျာအဲ့ဒီကြက်တွေကပွဲကြိုက်တဲ့ကြက်တွေထင်ပါရဲ့ဗျာ ခုနဆရာပြောတဲ့ကိစ္စကြံတဲ့ဇက်ဖွဲ့သားတွေရောမသိကြဘူးလားကြံတဲ့လူတွေမသိပါဘူးဗျာကျုပ်ကဇက်စည်းပါစိတ်ထဲမတင်ငါဖြစ်နေလို့အဖွဲ့သားတွေကိုရွာတဲ့တော့တွားခွင့်မပြုခဲ့ဘူးဗျာဒီကိစ္စကျုပ်နဲ့မင်းသားနှစ်ယောက်ပဲတည်ရကျွန်တော်ပြောတာတွေရောယုံရဲ့လားဗျာကျွန်တော်တို့ဆရာလူတွေဆိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပဲရှိရယုံပါတယ်ဗျာကျုပ်နဲ့မင်းသားကိုယ်တိုင်လက်တွေ့ကြုံခဲ့ရတာပဲဥစားကဲမင်းသားရေနောက်ဆိုရင်တော့ညာကြီးဘလောက်ပဲပြပြမရောက်ဘူးတဲ့နေရာဆိုရင်တော့မလိုက်တော့မော်လမြန်ရောက်မှဇက်ဖွဲ့သားတွေကိုပြန်ပြောပြရမယ်ကျွန်တော်ကတော့တစ်ချိန်လုံးညင်ပြီးမိန်လေးရဲ့လိုက်ပါလာတဲ့မင်းသားကိုပြောလိုက်ပါတယ်ကျွန်တော်ဇက်ကခဲ့တာက ှစ်များစွာကြာခဲ့ပြီဖြစ်ပါတယ်။နေစုံအနှံ့ကိုလည်းရောက်ခဲ့ဘူးပါတယ်။ယခုလိုမျိုးကြက်တွေနဲ့တော့မဆုံးခဲ့ဘူးပါဘူး။ကြက်တွေရှိတယ်လို့ပြောတဲ့ကြက်ကုန်းမှာဇက်ကပြခဲ့ရတော့ယခုပထမဆုံးပင်ဖြစ်ပါတယ်။မော်လမြိုင်ကိုပြန်ရောက်တာနဲ့ဇက်ပိုင်ရှိဥကျင်ကဲတို့တော့လေစားတတ်တဲ့ကြက်များအကြောင်းပြောပြရပါရပေဦးမယ်။ဇလန်းလေးကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီ။စာရေးသူမမောင်မိုးအောင်ရဲ့လေစားတတ်သူတို့ရွာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။မူရင်းရေးသားသူစာရေးသူကိုလည်းကာတော့ပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။